ရန် performance မပြနိုင်ခဲ့တဲ့ new bomb နေနဲ့ game number 2မှာ draft in and store လေးကိုတော့ပြင်ဆင်လာတာကိုတော့တွေ့ရတယ်။တစ်ဖက်မှာလည်းပြန်ပြီးတော့ကြည့်မယ်ဆိုရင်တော့ရန် gladiators နေနဲ့ blinking hacker အကျောင်းမိထားလို့မရဘူးဗျ။တော်တော်များများ low mode roma တွေနော်ကျွန်တော် jury သလုံးဝတွေတော်တော်လေးတုံးနေကြတဲ့တဲမှာတော့သူ့ရဲ့ assassin roma rody ဘယ်လောက်ထိအတိုင်းတာရှိလဲဆိုတော့ကျွန်တော်လည်းတက်တိပြခဲ့ပြီးွားရေးဆိုတော့ဒီတစ်ခေါက် game number 2မှာ ဖကားနေလေကျွန်တော် newborn ဘာဒီများပြင်ဆင်ထားမလဲရောင်ဂလာဒီကိုစီဒီ drive intense နဲ့ပဲဒီ game number 2ကိုအသိမ့်ပိုက်ဝါမလားဆိုတော့ကျွန်တော်အားလုံးနဲ့အတူပဲ land of down နဲ့မကြီးရှိသွားရမှာပဲဖြစ်ပါတယ်ကဲပွဲလေးကတော့စလာခဲ့ပြီဗျာနော်ကျွန်တော် newborn ဟာဆိုရင်တော့ဒီ MSA season 2ရဲ့ regular season ကိုတက်ရောက်ဖို့အတွက်အတားအဆီးတစ်ခုဖြစ်ခဲ့တဲ့ v crow to MSA ဆိုတဲ့ပွဲစီကြီးမှာ champion ဆုနဲ့အတူသူတို့တက်လန်းလာခဲ့တယ်သို့တော်လေတစ်ဖက်မှာပြန်ကြည့်ရမယ်ဆို YG ပြ season 1တော့ grand fight တွေတက်ခဲ့တဲ့အသင်းတစ်သင်းဒါအပြုံမှာဒီ haircut က grand fight မှာ method c ဆိုတဲ့အသင်းအရုံမှာ ban ရတယ်ဆိုတဲ့အခြေအနေရှိတဲ့ play a hero တို့တကောင်ဒီအချိန်မှာ blink တင်နေပြန်လည်ပြီးတော့ရရှိတာဆိုတော့ဒီပွဲက aggressive song မယ်ဆိုတဲ့ပုံစံတစ်ခု YG နေနဲ့ဖန်တီးလာတယ်လို့ပဲပြောရမယ် ဟုတ်တယ်ဒါပေမဲ့အားလေးရဲ့ draft ကိုသွားပြီးတော့ကြည့်မယ်ဆိုရင်ကျွန်တော် new boy ရဲ့ draft ကိုပို့ပြီးတော့သဘောကျတာဗျ Brawl Farser ဆိုရဲတွဲလုံး River Area တစ်လျှောက်မှာကောင်းကောင်းကြီး Dual Mode Vision ပိုင်းအဆောက်ရောပြီးတော့တစ်ပတ်ကနေပြီးတော့ Dinate တို့ Dominate လုပ်ဖို့အတွက်ကောကောင်းကောင်းကောင်းတော်လေးကိုကောင်းမွန်တဲ့ draft လို့တော့ပြောလို့ရရမယ်တစ်ဖက်မှာတော့ကျွန်တော်ပြန်ပြီးကြည့်မယ်ဆိုရင် Resident Leo ရဲ့ join သူ့ရဲ့ဒီ join တစ်ဖက်ကနေပြီးတော့ Ultimate ရလာမယ် Battle Combination သာပါလာခဲ့ပြီဆိုရင်ဒီ၃ယောက်ရဲ့ Mitri ကိုဒီဘယ်လောက်ထိအလုံးလုံးနိုင်မလဲဆိုတော့ကျွန်တော်ခံမှန်းကြည့်လို့ရတယ်ဗျ YG ကတော့ Expanding Ray ပေါ့သူတို့အကုန်တုံးချမယ်ဆိုတဲ့ပုံစံနဲ့ပစ်လာဗျာနော်ကျွန်တော်ဒီဘက်ကနေပြီး Hulk Jar တွေ PY ကျွန်တော်နောက်တဲ့ hand ယူထားတဲ့ hero တကောင်ဖြစ်တဲ့ဒီ bar shot တွေဒီကောင်ကြီးရဲ့ unity တွေ PY ကျွန်တော် skill 1အနေနဲ့ movement speed တင်လို့ရတဲ့အခြေအနေတစ်ခုမှာဒီ expanding river နဲ့ဆိုရင်တော့ lane တစ်လိမ့်နဲ့သွားပြီးတော့ gank ရတဲ့အခါမှာတော်တော်လေးမြန်တယ်လို့ပဲပြောရမယ်ပေါ့မှာ super cat top of dally stinger ဆိုရင်တော့မှာ first blast state အနေနဲ့ရရှိသွားတယ်ဗျာဒီကောင်ကြီးက face to face train နေတဲ့အနေထားတစ်ခုကိုတော့ blink အနေနဲ့တော့ဝင်ရောက်ပြီးတော့နှောက်ချက်သွားပြီဗျာနော်အဲ့တော့ဒါလည်းကျွန်တော် hair cap ပါလာပြီဆိုရင်အားလေးရဲ့ဟိုကစတင်ပြီးတော့မြင်တွေ့ရမယ် rotation နေတာ flanking နေဒါမျိုးတွေကိုတော့ give ရ side ဖို့တော့လုံးမယ်အဲ့တော့တစ်ဖက်ကနေပြီးတော့ရင်းဒါသူ့ရဲ့ battle combine elimination ကတော့အောင်းသိရတဲ့အချိန်မှာ mobile lady အရာရောတော်တော်လေးကိုတော့မြန်တယ်ဆိုတော့ hero တဲမှာလည်းပါတယ်ဆိုတော့ YG ဒီ advantage ကြီးအကုန်လုံးတော့အတုံးချဖို့အတွက်စူးစမ်းနေတယ်။ Newborn ဒီ game number 1လို့မျိုး YG အဲ့လိုမျိုးထည့်သွားတဲ့ play style တွေကိုမဝင်သွားဘူးတော့လုံမယ်ဗျာ။အရင်တော့ရင်းရဲ့ playing style ကကျွန်တော် Benedict တို့ Arlo တို့တော့နော်။ Sashi ရဲ့ play hero တွေနဲ့ဆော့ကြတာ။ဒါပေမဲ့ဒီပွဲမှာဆိုရင်တော့ dual game number 1မှာလည်း MVP ရရှိလာတာကျွန်တော်ဒီ EAC lane ကို front line damage taken လောက်ရ hero တကောင်ပဲ။ဒီချိန်မှလည်းထပ်ပြီးတော့ damage taken လောက်ရမယ် hero တကောင်ဖြစ်နေရဗျာ။ဆိုတော့ front line down နေဒါပေမဲ့ bubble line မှာ damage ပေးမ ဟီးရိုးတွေကချန်ရှိနေပါမလားပေါ့လေပလင်းကားတော့ live ပြီးတော့ rotation လောက်သားသေးတယ်ဒါပေမဲ့ဒီတာတင်နားမှာတော့ဝင်းလီဝဲသူမှတော့စပြီးတော့မလုပ် reason လို့စပြီးတော့လာလောက်တယ်ဗျ game number 1မှာတော့ objective တွေအကုန်လုံးတော့ရောဂလာဒီကိုစနေနဲ့တိမ်ပိုက်ခဲ့တယ်တကယ်လို့ battle set လေးတိုက်ရခဲ့တယ်ဆိုရင်နောက်မှာတော့ဒီအချိန်မှာ new bone နဲ့ဘယ်လိုမျိုးခြေပြပြမလဲဆိုတော့သိရမယ်အဲ့တော့ blood air strike zone နဲ့ပြန်ပြီးတော့တွဲထားသေးတယ်ဒီကဘာကြီးပါလေးနဲ့ပဲဒီတာတယ်ကိုတော့နှစ်သိန်းလုံး စတင်ပြီးတော့လှုပ်ရှားရှားလေးပဲရှိနေပြီဗန်ဒါ brief fighter ပေးထားတဲ့ကျွန်တော်ရင်းနေတဲ့ပါလိုင်းနဲ့ပါတော့တစ်ဖက်ကိုကျော် blast တန်ပြီးတော့တောင်းရခဲ့ resilio လောက်ဖိုင်းပေးစက်ပြေးနေတဲ့ဂျာရီကနေမှတစ်စိ IG 3 sticky found တခုတော့စတင်ပြီးတော့ဖန်တီးနေပြီတတင်လေးရ hero kill လေးရထပ်ပြီးတော့ ban အကောင်ဘာဇာမကေးဒီမှာရင်သိမ့်ပဲလို့သွားနေတယ်ပါပက်ကိုပါဟန်နေနဲ့ကျော်သွားခဲ့တယ်ဗျာဒီချိန်မှာတော့ YG ရဲ့ crisis ပုံစံတစ်ခုကနေပြီးတော့တစ်ဖက်ကိုဖိထားနိုင်တဲ့အရာတော်တော်လေးကိုများတယ် network ရဲ့ 1.8k လောက်ဒီတာထားတာ3မိနစ်မှာတယ်ဗျာဟုတ်တယ် game နံပါတ်1ထက်စပါပဲဆိုရင်တော့ YG ဒီ game နံပါတ်2မှာပို့ပြီးတော့ aggressive ဆိုင်ရလောက်တော့တွေးရတယ်။ဒီကလေသူတို့ရဲ့ draft ကြောင်းလေးတော့စိုင်မယ်ဗျာ။နောက်ပိုင်းဆိုင်တော့ mid game တိုင်မယ်။ဒီလိုမျိုးပုံစံမျိုးသာဆက်ပြီးတော့သွားမယ်ဆိုရင် new bone အနေနဲ့ပို့ပြီးတော့ခက်ခဲလာနိုင်ကြတော့ရှိတယ်။ဒီကတွဲထားတဲ့ကျွန်တော် Lina Blink ဒီနောက်မှာမှပြန်ပြီးတော့ follow up သွားလာမှာတော့ Han ရဲ့ Bazia ဘောလုံး Rolling Stone ပြန်ပြီးတော့ line လာလို့ရတယ်။ဒါနဲ့မှ Resilio the fine piece နောက်ကနေပြီး Black ရဲ့ air strike နဲ့အတူပဲ Lina ကတော့အဆုံးတော့တတ်နိုင်ခဲ့ပြီ။ဒီ vantage ကိုဘယ်လိုမျိုးသုံးချနိုင်မလဲဆိုတော့ကြည့်ရမယ်ဗျာ။ Lina အဲ့လိုမျိုး blink space မရှိတဲ့ကာလမှာတော့အဲ့လိုသွားလို့တော့မရဘူးဗျာနော်။ကျော်တာကြည့်ပြောလို့ပဲအားလိမှ crowd control တအားများတဲ့အခြေအနေတခုကို new bone အနေနဲ့ဖန်တီးထားတဲ့ Intex ရဲ့တန်တော်တစ်ချက်သာမိွားမယ်ဆိုရင်တော့နောက်က follower damage ဖြစ်တဲ့အရာတွေကတအားများတယ်ဗျာ air strike ဒီ zone တစ်ခုကြားပြီးတော့ away launch တစ်ခုပေးနိုင်တဲ့ spare တစ်ခွက်သွားဖြစ်နေရဆိုတော့ဒီအချိန်မှာ YG အနေနဲ့ကတော့ chloris battle တစ်ခုပဲဆက်လက်ပြီးရင်ဆိုင်ရမယ်လောလောဆယ်မှာတော့ haircut rotation ကောင်းနေသေးရဆိုမလဲနောက်ပိုင်းနေမှာတော့ဒီ haircut item ထွက်တဲ့အရာတွေပြီးတော့တစ်ဖက်က sticky found နဲ့ sign နဲ့ battle တွေဒီအရာတွေကြားထဲမှာပြန်ပြီးတော့ကောက်နိုင်ပါဗလားဗောလေ UK လေးတွေ link နေနေကတော့ဒီပွဲမှာတော့ map ကရဲ့ up down position ကိုတောက်လျှောက်ကိုတော့သွားနေရလို့ပြောလို့ရရမယ်စပပန်နာကိုသွားကြည့်တယ်ပြီးတော့သူ့အနေနဲ့ ် stage ကိုတော့တစ်ချက်တော့သွားပြီးတော့ကြည်ုံမလားဆိုတော့ကြည်ရမယ်လော်ဒီကတော့ super banner ပဲမျက်စိကျနေရပါတော့အဓိကကလည်း banner အနေနဲ့ flanline လေးမှာကောင်းကောင်းကြီး indie မရှိနိုင်ဘူးဆိုရင်တော့ YG အတွက်ကတော့တော်တော်လေးတော့အားသာသေးရဗျဒါတော့အမှန်ပဲ left five page တွေမှာနေပြီးတော့စားနေတာ Danny Sting ကနေ blink ကသွားပြီးတော့တိတ်လိုက်သေးရဆိုတော့ကျော် jungle combo creed တကောင်မှာပေးရလိုက်ရတယ် level ပိုင်းမှာတစ်ဖက်က roma နဲ့ jungle la ကသွားတူနေရဗျ reason the you အနေနဲ့ကတော့ nose မှာ david pine nelly ko archer တကူတော့ရှိနေလိမ့်မယ် the richard two man number air strike ပြပေးလာသည်နော် tantawa the benefit fighter late shake number stand is stone swap rage just left out ပြ းလာသေးတယ်ဆိုမလားအော်ဟန်နေပေါ့ဝိုင်းနစ်စတိတ်ကဝင်သွားနေနေပဲဘန်နာတကောင်ကတော့ပြန်ပေးလိုက်ရတယ်ဗျာစပိုက်တက်ခုကတော့ညိုဘောနေနဲ့ဖန်တီးလိုက်တာတော်တော်လေးမှန်သွားခဲ့ရဆိုပေမဲ့တစ်ဖက်ကနေတော့ကျွန်တော်ပြန်ပြီးတော့ပေးလိုက်ရတာဘန်နာဗျအဲ့တော့တာလေး objective 5လေးတခုကိုတော့ကြီးရမယ်ရီယိုမှာလီယိုမှာသွားပြီးတော့ကြီးမယ်ဆိုရင်တော့သူ့မှာတော့ review review ရှင်းတော့မရှိဘူးဗျအဲ့တော့ target objective file လေးစားဖို့အတွက်ကတော့နည်းနည်းလေးတော့ကြောင်းမယ်လို့တော့မြင်တယ် new bomb ပြန်ပြီးတော့ sticky file တစ်ခုကိုတော့တဲတော့တဲနေရယ်ဆိုပေမဲ့ blink နဲ့ကျွန်တော်ယင် combination တစ်ခုကိုတော့ကြောက်ရမယ်ဗျပြောရဆိုရင်လည်းယင်တောက်လျှောက်ကိုလိုက်ပြီးတော့ hand ရဲ့ချာမှာ blink နေနဲ့ blink ပတ်ဖို့အတွက်ကတော့စူးစမ်းတယ်အဓိကသူ super can ကိုအင်ဂျင်တာဗျသူရဲ့ stinger damage နဲ့ဆိုတော့ super can ကတော်တော်လေးအထိနာလာတော့တယ် short damage ကတော်တော်များတယ်ဗျအားလိုက်ပိုင်းမှာ single step fully stun နဲ့ခုတ်မယ်ဆိုရင်တော့သွေးတော့ကနေပါတော့ gain နိုင်တယ်အပေါ်မှာလေးကျော်ရတာဒီဘက်ကတောက်လျှောက်သူ့ကိုလိုက်ပြီးတော့ pressure ပေးနေကြတာ stick ဗျကျွန်တော် super can ကတော့ဘယ်ကမှတရှိလို့ဘူးတော့မလဲတဲ့ခါကျတော့ ခုမှာတော့ PK ပေးလိုက်ရတယ်ကျွန်တော်နောက်မထပ်ပြီးရပဲ Grover ကြာရှုံးသွားတဲ့နောက်မှာတော့3 man နဲ့ပဲ Better Taxi ကိုဆိုင်အောင်ပဲဗျာ Better ကောင်းကောင်းယူအင်ဒီရှိထားတဲ့ဂျာထဲမှာတော့ Blade နဲ့ Zone နဲ့ Troll လေးကိုတော့ timing တော့ကိုက်သွားခဲ့တယ်ဒါပေမဲ့ရေနေတဲ့တောက်လျှောက်ကိုလိုက်ပြီးရပဲ hand အားနဲ့ဂျာထဲမှာတော့ Leo နဲ့သွားပြီးတော့တွေ့ပြရတယ် Leo Retribution တစ်ဖက်ကနေပြီး hand နဲ့အပြိုင်တစ်ချက်တော့ကြည့်ရမယ်ဆိုတော့ hand နဲ့ရောက်လာယူထားပါသေးတယ်တစ်ဖက်ကနေပြီးရေနေတဲ့တောက်လျှောက်လိုက်ပြီး hand အားနဲ့ဂျာမ Leo ပြန်လဲပြီးရပဲ four back နေရပြီဒီအချိန်မှာလဲ YG နေနဲ့ဒီပွဲကိုတော့ dominate တော့လှုပ်ထားနေသေးပါတယ်ဆို reason လေးက game number 1တော့အတော့မှာသူ့ရဲ့ချိန်အင်ဆုံးထဲမှာစားခွင့်ရသေးတယ်ဗျာဒီ game number 2မှာတော့တော်တော်လေးစိုးစိုးဝဝခ ံနေရတယ်ဆိုတဲ့ kite တောင်တွေ့ရတယ်အဓိကတော့ site lane တွေမှာလုံးဝကြော်မတူညီတဲ့အရာတွေတွားပြီးတွေ့ရတယ်ဗျာနောက်မှလည်း air strike ပြတ်ခိုးပြီးလီနာဖေးတယ်ဆိုမှလည်း black ကောင်ဂျင်းအစုံသက်ကြီးခံလိုက်ရ lane shake က stand နောက်မှ stick သွေးတော့လောက်ခိုင်းသွားဆိုမှလည်း banner စပယ်မကြံတော့ဘူးဗျာဒီက black ကို light ကြည့်တဲ့ဒါ hero တွေကျွန်တော်လေးများနေတယ်ဒါလည်းမဟုတ် white chair stage stand ပြီးတော့ power ခဲ့ပြီ yg အနေနဲ့ stage မရှိတဲ့ data တခုမှတော့ output damage တော့မရှိဘူးဒါပေမဲ့တစ်ဖက်မှာတော့သူ blink stinger တွေနဲ့ lane nine strike တွေကရှိနေသေးတယ်ဆိုတော့ဆိုင်ဂျင်းတော့ဆက်ပြီးတော့ဆိုင်လို့ရပါသေးတယ်ဒါပေမဲ့တစ်ဖက်မှာ free ban ဖြစ်နေတဲ့ super can ကိုတော့သူတို့အနေနဲ့ပြန်ပြီးကြီးဖို့အတွက်ကတော့လိုမယ်ပေါ့နော်အဓိက တာပက်ရှိကပြောင်းလဲသွားတယ် spare eye the base လို့ပဲပြောရမယ်ဗျ recently ကိုကင်လာတဲ့ join ဒီအရင်တော့ဆိုရင် scalian site ပြီးသွားတယ်ဘယ်တယ်လိုက်ပြီးတော့ combine လုပ်ရတယ်ဒီချိန်မှာက first sign တော့တော်တော်များများ scalian site မှာသွားတော့မယ်နဲ့ genius one သွားတယ်ဗျ genius one တစ်ချောင်းနေရ letter five beach name တို့တော့မလုံလောက်ဘူးဆိုတော့ holy chris ရဲ့သွားရမယ် base timing ရပြန်ကြည့်ရမယ်ဆိုရင်7 minute ဝင်းကျင်နီးပါးမှာလုံးဝမတောက်ဘူးဆိုရင်တော့ recently ကိုဒီဒီထပ်ပို့ပြီးတော့ eye the base သွားတဲ့ character တစ်ခုမှာအန်ဒီအများဝနိုင်နေဗျာပြီးတော့ဒီ hero ကသူ့အတွက်မြန်မာနံပါတ်တွေပါဝင်ခဲ့တဲ့ hero တစ်ကောင်ဆိုပေမဲ့လေလက်ရှိမှာကျွန်တော် team fight မတာတဲ့ character တစ်ခုမှာ recently ကိုဘလို့မှ damage ပေးလို့ ို့မရဘူးဖြစ်နေခဲ့တာဘလက်ကိုတော့တောက်လျှောက်လိုက်ပြီးတော့ဘက်ကက်ဖေးနေရဲ့ချမ်းမလီယိုကလည်းတော်တော်လေးအထီးရနာခဲ့ပါတော့သူဝင်းရထရက်ကတော်တော်လေးတော့ခက်ခဲနေရဲ့ဒါပေမဲ့မိခဲ့အော်ဘဂျက်တွေကိုတော့မပေးထားအသေးပြဒီအချက်တင်ယူဘွန်အတွက်ကတော့တော်တော်လေးတော့အစင်တော့ပြေးနေသေးတယ်ဒီကစူပါကန်အတွက်ကတော့ဖမ်မစ်ပေးလေရှာလို့ရသလိုလီယိုဒီလည်းသူ့ရဲ့ဖမ်မစ်ပေးလေးတွေဒီအချိန်တွင်းမှာတော့ရှာလို့တော့ရပါအောင်မယ် ဒါပေမဲ့တစ်ဖက်ကနေပြီး YG ရဲ့ rotation နေတစ်ဖက်က super camp ပုံတက်ရောက်လာမယ်ဆိုရင်တော့လွယ်တော့မလွယ်ဘူးအဲ့ဒီချက်ကိုတော့ကျွန်တော် new born ကောင်းကောင်းပြီးတည်ရယ်ဆိုတော့ online ကို rotation လေးပြန်ပြီးပတ်နေပြီဗျာကျွန်တော်အမှန်တိုင်းပြောရရင် hand retreat ကတော့ short တက်လို့မရဘူးခုနကအနေထားမှာ left 5 piece နင်းနေတောက်လျှောက်မှာတော့မှ hand နဲ့ retreat ကိုတိတိတက်တက်လေးပောက်ပြတ်သွားနိုင်ကြတယ်ဒါလည်းတစ်ခုပြန်ပြီးစဉ်းစားစရာရှိတာက retreat damage အရာကွာချက်တစ်ခုများသွားရှိနေမလားဗောလေ recently yo က cree စားတဲ့ဘိုင်းမှာတော်တော်လေးအားနေနေရယ်ဆိုတော့ step အရာများပြားနေတာဖြစ်နိုင်နေဗျာနောက်စင်နောက်ပါပတင်းဆိုင်ဖို့တော့ကြိုးစားတယ်ဘန်ဒါတော့ LD ပေးလိုက်ရပြီဗျာအဒီနဲ့ပဲပြန်ပြီး forward ထားတဲ့ပုံစံမျိုးလေးပေါ့နော်ရှေ့မှာလည်းသွားပြီးတော့ဟန်နဲ့ယင်နဲ့ရှိနေရဆိုတော့ရန်ရင်တိုးလိုက်တာတော့မကောင်းဘူးဒါမှန်ကန်တဲ့ဆုံးဖြတ်ချက်ပဲလီယို ထပ်ပြီးတော့လာပြီးတော့ကြည့်ရုံပဲတစ်ဖက်ကနေပြီး stage ရ heavy cross ball breast damage ဒီဒီ new bone ဘက်ကိုတော့ဒီအချိန်မှာတက်ရောက်နိုင်ကြည်ရအရန်တော့များနေရဗျာလင်းဒီ battle combination တော့မပါဘူးဒါပေမဲ့သူ့ရဲ့ဒါ mobility ရပြန်ပြီးတော့ twitch ကြည့်မယ်ဆိုရင်တော့တော်တော်လေးတော့အဆင်ပြေတယ်5ပြန်ပြီးတော့ပေးထားတဲ့ကျမ်းမှာ hand နေနဲ့တားတဲ့ object ကိုရောက်ယူထားရဆိုရင်တစ်ဖက်မှာလည်းရှင်း fall back ရကြားထဲမှာ touchdown check တွေပေးလိုက်တယ်ဆိုပေမဲ့လည်းပဲအဆုံးတက်ဖို့အတွက်ကတော့ဘလုံးမှ damage ရောက်ဖို့ပါလာအောင်ဆိုရင်နောက်မှာ new bone ထပ်ပြီးတော့ပဲကျွန်တော် fall ရပါအောင်မယ်ဗျာ Lina Platina တကယ်ကိုကောင်းတဲ့ moment မနေဘူးတော့ရှေ့ကျော်တာရက်ဒီမာတွေကဖော်ပြွားခဲ့ဆိုရင်အခိုက်အတန့်ပဲဗျာဒီချိန်မှာလည်းတစ်ဖက်က inter ရဲ့ ultimate ကိုခိုးပြီးတော့ပြန်ပေးသွားရင် tactical နဲ့ချက်သည်3 man လောက်ထိပါသွားတဲ့ခိုက်တက်မှာချက်ချင်းဆိုတော့ new bone နဲ့ hero ကိုပေးလိုက်ရတယ်မလိမ့်မှာအရေးကြီးပါတယ်ဆိုရင် malay first down round try mode တဲ့ yg တူတူရချိုးသားနေရဗျအပေါ်မှာ play flanking လောက်ဖို့တရှိနေကြ reason leo daddy stay ကသွေးတော့လောက်ဒီကိုင်းသွားရဗျအဲ့နေရာမှာကျော်တော့မှပြန်ပြီးတော့ xq တွေပါရှိတာဆိုတော့လေ reason leo ပြန်ဘက်မှာရပါလိမ့်မယ်ဟဲ့ကဲဒီ blink ရဲ့ signature ဆိုတော့ရောမေးထားလို့တော့မရဘူးပေါ့အဲ့တော့သူရဲ့ movement အနေနဲ့ new bone နေနဲ့တော်တော်လေးကိုတော့ဘီရောဆက်ရမယ်လောဆယ်ကတော့ mega objective ကိုတော့ yg နောက်လျှောက်ကိုဆိုသလို pressure တော့ပေးတော့ပေးနေ ပြီဒါပေမဲ့တပတ်က new ball အနေနဲ့လည်း super can ရဲ့ timing တစ်ခုကိုတော့ပြန်လှည့်ပြီးတော့စောင့်နေခဲ့တာဗျာဒီအချိန်မှာကျွန်တော်တော်တော်လေးကိုကောင်းသွားတယ်ဗရက် setup လေးတော့ဖြစ်သွားခဲ့နောက်က lina ရဲ့ back gap ကတော်တော်လေးကို right time ဖြစ်သွားခဲ့ပေါ့နောက်ကနေပြတော်တော်လေး check new ball 3 man knock up ပေးလိုက်တဲ့အချိန်မှာ black အနေနဲ့ instant ကိုပြတ်သွားတယ်လို့နောက်က super banner လည်း damn you down ရခဲ့အဓိက throw back မှာတော့ အဲ့ဒီဒီဘယ်လိုပြောမလဲ damage output တွေကလောင်းနေပြီလို့တော့ပြောလို့ရရမယ်ဗျပြီးတော့လီနာအနေနဲ့မြင့်မှာဘလက်ဒီနာထိုင်ထားတာတော်တော်လေးကတော့ဒီပွဲအတွက် impact တော့ဖြစ်သွားခဲ့ရေးကြီးတာအတော့ ADS ရဲ့အဲ့ဒီမိတ်ပဲဗျာနော်ဒီတစ်ခါကိုအများနဲ့ခိုးပြီးတော့ဘယ်လေဆိုင်နေရဲ့အရာတော်တော်လေးဆိုးတယ်ရင်းကိုဖျက်ဖို့တဲ့တန်တော်တစ်ချက်ပေးလိုက်ပြီထမင်းနောက်မှာ follow ရ damage မပါလာခဲ့ဘူးဗျပေးမယ်ဆိုရင်လည်းရင်းကပြတ်မှာမဟုတ်သေးဘူးဒီအချိန်မှာ damage ကတော်တော်လေးလွန်နေသေးတယ် new point ကတော့လက်ရှိမှာကျတော့လုံးဝမှအလုပ်တစ်ခုပဲဗျ splitter လုံးနေတဲ့ကောင်တွေပြန်ပြီးတော့ဖြန်ဗတ် combination မှာကျတော့ low battery တက်နေဆိုင်မယ်ဆိုရင် 4x5 လောက်ထိဆိုင်မှသာအဆင်ပြေမယ်ဆိုတဲ့အခြေအနေကိုသွားပြီးတော့တွေ့မယ်5 the fight ဆိုတော့တေချာပေါ့ YG ဘက်ကတားတယ်ဗျလင်းပါလေကျွန်တော် BOD ပါလာဆိုတော့ stage မှာတော့ Basque Fury ပါထပ်ပြီးတော့ပါလာခဲ့တယ်ဆိုတော့ YG ရဲ့ damage တွေကတော့ကျွန်တော်တွေးထားလို့မရတော့အောင်ပဲပေါ့နော်အဲ့ low objective fight ဒီအချိန်ကိုလည်းကျွန်တော် new one သွားတိုးဖို့အတွက်ကတော့မလွယ်လာဘူးလို့တော့ထင်တယ်ဗျအချာချုံးကတော့ trolley ကိုတော့များလိမ့်မယ်ဒါပေမဲ့ Super Khan Indus Black ရဲ့ combination တွေဘယ်လိုမျိုးအလုပ်ဖြစ်မလဲရှင်းပါလေ Super Banner အနေနဲ့ကောင်းကောင်းကြီးကို front line ထဲမှာ indi shake လို့ရတဲ့အနေထားလောက်သွားပြီးတော့ရှိနေပြီဆိုတော့ new one နဲ့ဒီ low ကိုတိုးချင်မလားကြည့်တော့ကြည့်ရအောင်မယ်ဗျ Okay, so, uh, Joe, Millennium Tower and Delone, uh, Fools with Dredger, Tella, KB, YG. ကျစ်ကလည်းဒမ်းမီကတော်တော်လေးပောင်နေပြ Critical Pain နဲ့ပြတာဖြစ်တဲ့အတွက်ကြောင့်ပဲ Super Cat ကတော့ဘလုံးမခံနိုင်ရှိမှာတော့မဟုတ်ဘူးလောလောဆယ်လော်လားလေးမှာတော့ YG အနေနဲ့အထုပ်သွေးပုံစံလေးတော့လုပ်နေတယ်ဒါကတော့တစ်ဖက်ကိုမြူဆွဲနေရပြထွက်လာရင်အကုန်လုံးစားတော့မှာဂျင်ကတော့တူတာဝန်တိုင်းပဲ Black Super Cat Resilio တော့တောက်လျှောက်တော့လိုက်ပြီးတော့ Shutdown တော့ချပေးထားတယ် Frontliner နဲ့နောက်ကနေပြ Damage Dealer နဲ့တဝက်တော့ကွဲနေတယ်ဆိုတဲ့ပုံစံမျိုးလေးပြ Blink ကတော့ကျွန်တော် Lane Sprint လုပ်နေရဆိုတဲ့ပုံစံမျိုးလေးမှာ Blink Combination ချဖို့အတွက်တော်တော်လေးကိုတော့ကြောက်အောင်ပဲဒီအချိန်လေးတစ်ခုကိုတော့ကျွန်တော် New Go အသာကြီးရအောင်နိုင်မလားဆိုတော့ကြည့်ရမယ်ယင်းနေနဲ့တောက်လျှောက်ဆိုသူလို Black Super Cat နောက်တော့ပြေးတော့ကဲ adivinamos que es él. လူလစ်စတောင်းလေးနဲ့ပါတော့ပါတယ်ဘလက်ပြေးပြီးတော့ချိန်ခံထားတယ်ဂျာထဲမှာတော့ယင်းထရော်လေးကိုတော့ကျော်တော့ကျော်နေပြီဆူပါကန်ခရော့စ်ဘော့တန်လူပိုင်းဆိုတော့ဘာလဲစစ်တောက်ဆောင်လိုက်ပြီးတော့ချိန်ထားကြမှာဘလက်တန်းပြီးတော့ဓာဝခဲ့ပြီရေးစစ်စလပ်ဘရေးဖိုင်တာပြန်ပြီးဖော်ဘတ်ထားတဲ့ဂျာထဲမှာစတေရှင်ဟဲဗီခရော့စ်ဘော့ဒမ်မေ့ချ်တွေကိုယုံထောက်ဖို့အတွက်ကတော့ခက်ခဲနေသေးတယ်ဗျာဘတ်လိုက်ကွန်ထရိုတော်လေးကောင်းသွားပြီဆိုတဲ့ပုံစံတစ်ခုပဲဗျာဒါပေမဲ့လော့ကိုတော့ရလိုက်တာ reason လေးရောပဲတစ်ဖက်မှာကျော်ဖွန်လိုက်ပေါ်လမ်းရှိနေတဲ့ blink ကို combination အရာသူတို့ vision မြင်လိုက်ရတဲ့အတွက်ကြောင့်ပဲဒီနေရာမှာတန်းပြီးတော့ force သွားခဲ့တဲ့လော့ဘတ်တဲ့တစ်ခုပဲဗျာယူကိနှစ်ကောင်လောက်တော့ပြန်ပေးလိုက်ရတယ် ရရှိသွားရင်လော်ရီဘာဒီပန်းရမလဲ။နော်ဒီအင်တာစပလစ်ကတုံးပြီးပြန်ပတ်တယ်။ဒါအဲ့ဒီရှိကအော်ရေဖြစ်သွားတဲ့ခါမှာတော့လွမြောက်ခွင့်ရရှိသွားခဲ့ဗျာ။ဒါပေမဲ့လော်အတော့ YG နဲ့ဖြည့်ရှင်းခွင့်တော့ဒီကြောက်ရှိမှာပဲ။ဒါပေမဲ့တစ်ဖက်ကဒီလော်မပေးလိုက်ရတော့တော်တော်လေးတက်တာရောဗျာ။ဟုတ်တယ်။လော်ဗန်ဒေ့တစ်ဖက်ကနေပြီး YG နဲ့လော်ဗန်ဒေ့နဲ့တက်လာမယ်ဆိုတဲ့ဒန်နေအကုန်လုံးတော့ညိုးပုံးနေနဲ့ပြန်လည်ပြီးတော့ခြေဖြတ်နိုင်သွားခဲ့ပေါ့နော်။လွမိုးကျောင်းလော်ရလိုက်တယ်ဆိုတဲ့အချက်ကလည်းသူတို့အတွက်ကတော့အချိန်ကြီးအများကြီးတော့ instant တော့ဖြစ်သွားစေနိုင်မယ်ဗျာ။အဲ့တော့ super can အတွက်ကတော့ damage လုံးလုံးမှုရှိမလားဒီအချိန်မှာသူ့ရဲ့ item quad တွေစင်စင်ဖြစ်ပြီလားဆိုတော့ကြည့်ရမယ်။ stage မှာတော့ malefic gun မှာထပ် ပြီးတော့ပါလာပြီဗျ stage ချက် damage output ကတော့ကျွန်တော်မြင်တဲ့အတိုင်းပဲ critical line နဲ့ကိုဝင်ပြီးတော့ sprint နဲ့ဝင်ပြီးတော့ထုမယ်ဆိုရင်အဲ့လို blood တို့ပါလို့ပြေးဖို့အတွက်ကတော့မသိပြီးမလွယ်လောက်ဘူးဗျ critical ပြင်ုံမှထပ်ပြီးတော့ကျော် penetration မှာပါလာပြီးတော့ penetration တော်တော်ဆိုးရဲဆိုတဲ့ပုံစံတစ်ခုတော့ဖြစ်သွားပြီဗျခုနကဆိုလေဒီ blood ကိုဘယ်နှချက်မှမဖြစ်လိုက်ရဘူးပြီးတော့ကျော်နောက်ထပ်ဒီ land war မဖြတ်တွေ့ရ recently ကိုလည်းတစ်ချက်လားမသိဘူးပြစ်လိုက်တယ်ဗျာကျော်ဒီဘက်ကဒီ super cat ကိုပြန်ကြည့်ရမယ်ဆိုရင်တော့ ider pay ပြသုံးချောင်းတော့ပါလာပြီဒါပေမဲ့နောက်ထပ်သွားနေရဝင်းဟော့နေချာ steel plate ကအားလီဘက်မှာခံရတာဒီဘက်ကနေပြီး force of the queen ဒီ rest rate ဒီညာတွေကအားလီဘက်နာ ာတာဖြစ်တဲ့အထွက်ကြောင့်ပဲပေါ့နော်လော့စီကတော့ item တော်တော်လေးကိုလိုသေးရဲ့ဗျာ Holy Crystal Genius One ပြီးွားခဲ့တဲ့ Recently You အထွက်ကတော့ Bad Line မှာရှိနေခဲ့တဲ့လင်းနာတို့ဘာတို့နင်းလို့တော့ရမယ်စတစ်တို့ဘာတို့နင်းလို့တော့ရမယ်ဒါပေမဲ့သူကိုယ်တိုင်လည်းပြန်ပြီးတော့တတိထားရမယ်ဗျာ ယူဘုံအနေနဲ့အာလီဂိမ်းမှာရိုင်းမထားခဲ့ဘူးဆိုရင်စူပါကန်အတွက်ကတော့ဖမ်းမစ်ဖေးလီရှာထားနိုင်တယ်လို့ပြောရမယ်ဗျာသူအနေနဲ့ဒီဝင်းအောင်နေချာလေးတစ်ခွက်သာထွက်သွားခဲ့မယ်ဆိုရင်တော့ဘတယ်ကိုတော့ကောင်းကောင်းကြီးတိုးလို့တော့ရမယ်ပေါ့နော်ဒါပေမဲ့ရင်တောက်လျှောက်လိုက်ကြည့်နေတယ်အဲ့လို stage အနေနဲ့ free hit position ကြီးရနေတဲ့အချက်တည်းဟာရိုင်းတော့ပြောဖို့မကောင်းဘူးလို့တော့ဖြစ်နေရဖြစ်နေရပေါ့နော်ညူဘုံဒီအချိန်မှာသူတို့ defensive spawn တစ်ခုကိုတော့ထပ်ပြီးတော့ပဲတဲရအောင်မယ်ဒီအချိန်ကြီးရိုင်းမှာတော့ YG နေနဲ့ snowball type လေးပဲသွားနေတာဗျာ อืมชอสติกเกอร์ตาวายไลฟ์ပြီးရရှိရအဓိကဆပ်ပလီတာပါတော်လေးဆိုးရဗျာသူတို့ကဘတဲ combination ကိုကျွန်တော်လုံးရင်းဆိုင်ရမယ်ဆိုရယ် new point drop ကြားထဲမှာတစ်ဖက်က9ယောက်ဘတဲဆိုင်နေတေချာပေါက်ဆိုင်လေးတစ်လေးမှာ blink ကသွားပြီးတော့ lane push တယ်တာဝါရီရရဆိုချိုးတယ်အဲအတွက်ကြောင့်တာဝါဘိုင်းပြန်ကြည့်ရမယ်ဆိုရင် inner turn ကသုံးလုံးလုံးမရှိတော့ဗျာဒီချိန်မှာပေါ်လာမယ့် low သာထပ်ပြီးတော့ new point နေနဲ့ပေးလိုက်ရမယ်ဆိုရင်တော့ only bay ကလောက်ကတော့ခွင့်ပြုလိုက်ရမယ်လို့ထင်တယ်အခက်မသိ hero ကသုံးလုံးလုံးသာကြာရမယ်ဆိုရင်တော့တခါလေးတန်းပြီးတော့ဟို n1 နိုင်ကြီးတော့ရှိလိမ့်မယ်ဗျ yg ကလုံးဝကျွန်တော်တစ်ဖက်ကိုဒီကောင်းမဖော်နိုင်အောင်ဆော့ဝါးရဆိုတဲ့ပုံစံတစ်ခု snowball လေးကို 老李，再讲了一遍。好的。 ။ Now I'm gag ကလည်းကျွန်တော်စစ်ကေလောက်အထိကိုဖြစ်တော့ဖြစ်နေပြီပေါ့နော်။အဲ့တော့ new world ဒီအချိန်မှလည်း law objective ကိုလာပြီးတော့တိုးနိုင်မလားတော့ကြည့်ရမယ်။ online မှာတော့ရင်လီနာနဲ့ရောလမ်းမနိုင်ပြီပုံစံမျိုးလေးရောရှိရတယ်။ဒါပေမဲ့ enhance တယောက်တည်းပဲ။ logan က follower damage တွေလေးအပြည့်ရှိရဆိုရင်မလို့ဒီ battery တစ်ခုကိုတကယ်ပဲကျွန်တော်အစားပြုတ်တော့မလားဆိုတော့ကြည့်ရမယ်။ law battery တစ်ခုကလည်းသွားပြီးတော့ရှိနေသေးရဆိုတော့နှစ်သိန်းလောက်ကတော့ကျွန်တော်တို့မရဘူး။အမှားလည်းလုံးလို့မရဘူးဆိုတဲ့အခြေအနေလေ။ဖတ်မှလည်းလီနာအနေနဲ့တတော်နဲ့ချန်တဲ့လုံးဝ stand by ရောရှိနေရဆိုတော့ဒီ battery တစ်ခုကဒီရမာတွေမဖြစ်သွားမှလားဆိုတော့ကျွန်တော်ကြည့်ရမယ်။အော်ဖြတ်ဝိုက်လိုက်ပြီ။တန်တော့တစ်ချက်ပေးလိုက်တဲ့ခါတည်းကမှ basic fire ပြေးဝင်လာသူ register လောက်မှ level your 三秒老铁，我把比赛来啊！来牛逼！你你要，你千万落个杰迪哥吧。从 Forecast 嘛套路变的 YG，你那不要特别啊，速度不要做到做到我们 Banner。三秒头上 Mini 啊，就来马路 Installable，既然特别啊，别 UI 那边 YG，给你们 Two。 ို့ကထမှန်ပြီးတော့တိတ်တောင်းလုံးဖို့အတွက်ကတော့ Christian Throne ကြီးကိုဥတီလာနေခဲ့ပြီဖြစ်ပါတယ် Super Cup Win Champion ပြပွေလိုက်ဆိုရင်တော့ဘက်ကနေပြ Press Damage များနေတဲ့ဂျားထဲမှာတော့ Can တက်ပြီးတော့ Down Wine နဲ့ပဲ YG Game Number 2ကိုထမှန်ပြီးတော့ပဲဆုံးသတ်လိုက်ပြီဖြစ်ပါတယ်ဒူးစီဆိုရရလက်တစ်ခုနဲ့ဒီနေ့ပထမအောင်ဆုံးအပွင့်ပွဲစဉ်မှာတော့ YG တိတ်တောင်းလှုပ်သွားခဲ့ပြီဖြစ်ပါတယ်